ဘဏ်တစ်ခုမှာချင်းငွေဆက်ချင်းတဲ့ဇလန်းလေးကိုစတင်ထားပါဗျ။ဘဏ်ကနေချေယူထားတဲ့ငွေအပြည့်မပေးဆောင်နိုင်သေးလို့အချိန်အနည်းငယ်ဆောင်ပေးရန်ဘဏ်ဝန်ထမ်းကိုကူညီတောင်းဆိုနေပါဗျ။အချိန်မလောက်တက်လို့ပြန်လာလဲဒီစကားကိုပြောလာတာတစ်နှစ်ရှိပြီ။ကျမတို့ဘက်ကထပ်မဆောင်ပေးနိုင်တော့ဘူးဆိုပြီးဘဏ်ဝန်ထမ်းကညှင်းဆိုလိုက်ပါဗျ။ ကျွန်တော်အိမ်ကိုလေလံပစ်လိုက်ရင်မြို့မှာနံမီပြတ်သွားမှာစိုးရိမ်လာကြအောင်ချိန်ချောင်းလောက်လာပဲပေးပါအပြေပေးဆောင်ပါမယ်လို့ဘန်ဟွန်နန်းကိုနားလည်ပေးဖို့အဆိုပါလူကတောင်းပန်ပြောဆိုနေပါတယ်ရှန်တို့တော့ပြီးငိုရိုးပြောရင်တော့ကျမလှုပ်ပေးနိုင်တာဘာမှမရှိတဲ့အကြောင်းဘန်တွေဆိုတာစိတ်ခံစားချက်နဲ့မဟုတ်ပဲစီးမြင်စည်းကမ်းနဲ့ပဲလှုပ်လှုပ်တဲ့အကြောင်းမနေ့ပြန်ရှင်းအိမ်ကိုလေလံပစ်မယ်ဆိုတဲ့အကြောင်းဘန်ဟွန်နန်းကပြောပြပြီးလှုပ်စရာလှုပ်တွေအများကြီးရှိနေလို့အဆိုပါလူကိုဘန်ဟွန်နန်းကမောင်းထုတ်လိုက်ပါတယ် ဒီလိုနဲ့စိတ်ပြက်ခေါင်းကန်းဆိုင်ပြီးတာဖတ်နှစ်ယောက်လည်းဘန်ကားနေပြန်လာခဲ့ပါတယ်။ညရောက်တော့ဇနီးဖြစ်သူကပတ်စံကိစ္စအဆင်ပြေလားလို့ယောက်ျားဖြစ်သူကိုမေးလိုက်တဲ့အခါအဆင်မပြေဘူး။အသည့်တွေအားလုံးကလည်းတယောက်မှမကူညီချင်းကြဘူး။မနေ့ပြန်ဘာဖြစ်လာမလဲဆိုတာကိုပဲကြောက်နေမိတယ်ဆိုပြီးစိတ်ပြက်စွာနဲ့ပြန်ဖြေလိုက်ပါတယ်။ ကားတွေအားလုံးပိတ်ထားရင်ဘုရားသခင်ကနီလန်ကောင်တစ်ခုတော့ပြမှာပါကျမတို့အတွက်ဘုရားသခင်မှာပိုကောင်းတဲ့အစီအစဉ်တစ်ခုတော့ရှိနေပေးမှာပါဆိုပြီးနောက်ဆုံးမျှော်လင့်ချက်လေးနဲ့ယောက်ျားဖြစ်သူကိုနှစ်သိပ်ပြောဆိုကအိတ်လိုက်ကြပါတယ်မနှက်မိုးလင်းတားဖြစ်သူအိတ်ရနိုးတော့မိဘနှစ်ပါးခြေဆုံကိုမြင်လာရပြီးဝမ်းနဲ့ကြည်ခွင်နေပါတယ်ဒီလိုနဲ့ပအောင်ကျင်ကလူတွေအပြေးအလွှာရောက်လာကြပါတယ်ဒီလိုချိန်မှာဝမ်းနဲ့ပူဆွေးနေလဲဘာမှမထူးဘူးလေလိုအပ်တဲ့ချိန်ကူညီပေးဖို့ကြတယောက်မှာအဖက်မလုပ်ခဲ့ပဲတေးဆုံးတော့မှဝမ်းနဲ့လိုလိုလုံးတကြတာဟာလူတဘာဝပဲပေါ့ဘန်အွန်နန်းတွေကစီကန်အတိုင်းအင်ကိုလေးလံလာပြစ်ကြတော့ကြံနေခဲ့ရတဲ့တားဖြစ်သူကိုလူတယောက်က လာရောက်ခေါ်ဆောင်သွားပါတယ်။လာပြစ်သူအထုပ်ဘိုးတွေနဲ့အိမ်ထဲကထွက်လာတဲ့အချိန်ဖားခင်ချန်တာခဲ့တဲ့ဒေသန်းစာနဲ့အတူတည်ယူပြီးလောက်ပဲအမွေအဖြစ်ချန်တာခဲ့နိုင်လို့ဝန်ထမ်းကြောင်းရေးထားတာကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ကောင်လေးကအိမ်လေးကိုငေးကြည့်ုံပဲတက်နိုင်ခဲ့ပါတယ်။လူတစ်ယောက်ကအဆိုပါကောင်လေးကိုမိဘမက်ကေကလိုက်အပ်ပေးလိုက်ပါတယ်။ကောင်လေးကဖားခင်ချန်တာခဲ့တဲ့တည်ယူပြီးလေးကိုကြည့်ပြီးအကျွေးမရှိတဲ့လူကသာလောကမှာဆက်ရမဆုံးလူလို့ပြောခဲ့တဲ့ဖားခင်စကားတွေကိုပြန်ကြားရောက်နေမိပါတယ်။နောက်တစ်နေ့ကောင်လေးကဖားခင်ထားရှိခဲ့တဲ့တည်ယူပြီးလေးကိုလေဘဲမှာတတူတူပေးဖို့အဖွားတယောက်ကိုပြောလိုက်ပါတယ်။ စင်္ဂါနဲ့ကြာသွားတဲ့အခါအဆိုပါကောင်လေးကကားတစ်စီးနဲ့တနီယာဝင်တနီယာထွက်ပတ်ဆိုင်လိုက်ကောင်နေခဲ့ပါတယ်လူစိုးတယောက်ကမြင်သွားတဲ့အခါအပွဲကိုဖုံးဆက်လမ်းခေါ်လိုက်ပြီးကောင်လေးကနောက်ကိုလိုက်လာကြပါတယ်တနီယာရောက်မှလူစိုးအပွဲကလမ်းပိတ်ပြီးကောင်လေးကိုပြည်တနာရှာကြပါတယ်ကောင်လေးကအေးစိတ်တည်ငြိမ်စွာနဲ့ကားဝေါ်ကဆင်းလာပြီးအကျွေးယူဖို့အတွက်ဒီလောက်လူအများကြီးလိုအပ်လို့လာလို့ ူစုကောင်းစားကိုမေးလိုက်တဲ့အခါဓမြတိုက်နေတာလို့လူစုကောင်းစားကပြန်ဖြေလိုက်ပါတယ်ဓမြတိုက်ကိုမဖြစ်နိုင်ဘူးငွေပဲချေးပေးတာကြောင့်ရုံးကိုလာခဲ့လိုက်ဆိုပြီးမာယီငွေကြေးကော်ပိုရေးရှင်းကို2005ခုနှစ်ကတည်းကတည်ထောင်ထားကြောင်းကြောင်ညာအတွက်ဆို20ရာခိုင်နှုန်းအင်ညာအတွက်ဆို12ရာခိုင်နှုန်းပညာရေးနဲ့ကျန်းမာရေးအတွက်ဆို9ရာခိုင်နှုန်းလာတိုင်း9ရက်နေ့ဆိုရင်အတိုးပေးရမယ်9ရက်နေ့အတိုးမရရင်ရတဲ့နည်းနဲ့တောင်းယူမယ်ဆိုပြီးအကြောင်းဆောင်ရှင်းပြလိုက်ပါတယ်လူစုကောင်းစားကလက်မခံပဲကောင်လေးကိုနောက်ကနေကန်လိုက်ပါတယ်မင်းချီတော့ကအတော်တန်မာတာပဲမင်းကအမေရိကန်သားငါကအိန္ဒိယကသားနော်အမ မေရိကန်ဒေါ်လာကို UB 82ကျပ်နဲ့ညီမျှတဲ့အတွက်မင်းငါးကိုတစ်ချက်ကန်ရင်ငါကမင်းကို82ကျပ်ကန်ရမယ်ဆိုပြီးကောင်လေးကလူစိုးကောင်းဆောင်ကို82ကျပ်ပြည့်အောင်ရိုင်းနှိုင်းလိုက်ပါတယ်။ကောင်လေးကငွေတပြားတစ်ချက်တိုင်းကိုချစ်တာသူ့ဘဝမှာဖခင်ချန်တာရဲခဲ့တာလေတယူပီလေးပဲဆိုတော့သူ့စီကငွေချေးသူတိုင်းကိုရနေ့မှပြန်မဆက်ရင်ဘလို့အချိန်နှမျိုးပဲဖြစ်ဖြစ်ငွေကိုပြန်ရအောင်တောင်းယူတတ်ပါတယ်။ ရဖက်မှာတော့ကောင်မလေးတယောက်ဖဲကစားနေပါတယ်အဆိုပါကောင်မလေးကသူမနိုင်ပြီအထင်နဲ့အားလုံးလောင်လိုက်တဲ့အခါသူမရှုံးနိုင်သွားရပါတယ်လူမိုက်တွေစီကချေယူထားတဲ့ငွေတွေကိုတပတ်အတွင်းပြန်မဆက်နိုင်ရင်တက်ခန့်ရတော့မယ့်အနေအထားတစ်ခုလည်းရောက်နေခဲ့ပါတယ်ဒါကိုတကယ်ချင်းတွေကသိတော့စိုးရိမ်နေကြတာပေါ့အဆိုပါကောင်မလေးကစိုးရိမ်ပူပန်မှုမရှိဘဲနောက်ထပ်လောင်ကစားလုပ်ဖို့အတွက်ဒေါ်လာတထောင်ချင်းငွေယူဖို့ပဲဆရာထပ်တန်းနေပါတယ်ဒီလိုနဲ့တကယ်ချင်းတယောက်ကငွေချေပေးတဲ့လူတယောက်ရှိကြောင်ပြောပြလိုက်ပြီးသူနဲ့တွေ့လိုက်ရင်နင်လိုတဲ့ပတ်စံရမှာလို့ပြောလိုက်ပါတယ်မာရီဆိုတဲ့လူလားဆိုပြီးအဲ့လူကအကျဉ်းစာရိုက်တာမကောင်းတဲ့လူဆို ငွေချိတ်မပေးဘူးလို့တင်ငယ်ချင်းတယောက်ကရှင်းပြလိုက်ပါတယ်။ဒီလိုနဲ့ကောင်းမလေးကအကျင်ကောင်းတဲ့သူအဖြစ်ဟန်ဆောင်ရမှာပေါ့လေဆိုပြီးကြံစီလိုက်ပါတယ်။နောက်တနေ့မာဟီတို့လမ်းဆောက်စကားပြောနေတော့ကောင်းမလေးတယောက်နဲ့ဝန်တိုက်မိသွားပါတယ်။သူမကတော့မာဟီစီကငွေချိတ်ရဖို့အတွက်အကျင်ကောင်းကြောင့်ဟန်ဆောင်ထားတဲ့လောင်းကစားသမားမလေးပဲဖြစ်ပါတယ်။မာဟီကမြင်မြင်ချင်းချစ်မိသွားပြီးသူမရဲ့ထောင်ချောက်တဲကိုရောက်ရှိသွားပါတယ်။နောက်တနေ့မာဟီတို့ရုံးကိုရောက်လာပြီးဒေါ်လာတစ်တောင်းချေးကျင်ကြောင်ပြောပြလိုက်ပါတယ်။ ချင်းခွင့်ယူဖို့လိုအပ်တဲ့စာရွက်စာတမ်း passport ကိုတောင်းတဲ့အခါအဆိုပါကောင်မလေးကအရင်ကချေယူထားတဲ့လူဆိုးတွေကိုပေးလိုက်ခဲ့တာကိုပြန်တွေ့ပြီးဘာမှပြန်မဖြစ်နိုင်ပဲဖြစ်သွားရပါတယ်ဒီလိုနဲ့ချင်းခွင့်မပေးဆောင်တဲ့ကြောင့်ပြောတဲ့အခါကောင်မလေးကသူ့အကြောင်းကိုနားထောင်ပြီးမှဆုံးဖြတ်ပေးပါဆိုပြီးတောင်းပန်ပြောဆိုနေပါတယ်သူမအသက်9နှစ်အရွယ်မှာမိဘတွေကလွန်သွားခဲ့ပြီးခရီးရန်မိဘမဲ့ကေဟာမှာတယောက်တည်းကြီးပြင်းလာခဲ့ရတဲ့အကြောင်းအထီးမကြံချင်လို့ကြောင်းတက်ခဲ့တယ်အဲ့ဒီအချိန်ကလေးကအလုတ်စူးစားပြီးစားလဲစူးစားခဲ့တဲ့အကြောင်းအချိန်ပိုင်းအလုတ်တွေလည်းအကုန်လုတ်ခဲ့ရတဲ့အကြောင်း အခုစာမွေးအခြေတွင်ဖို့ဒေါ်လာတစ်တောင်းချေးပေးလို့ရမလားလို့ဆိုပြီးအတနာခံပြောပြလိုက်တဲ့အခါ မာကြီးကထုတ်ချေးပေးလိုက်ပါတယ်။နောက်တနေ့အနမ်းချွေနေတဲ့ဇုံရဲနာကိုသွားပြီးအနမ်းပေးဖို့ကြာအချိန်ရှိတယ်။ငါတို့ပေးဖို့ကြာအချိန်မရှိဘူးလို့မာကြီးကပြောလိုက်တဲ့အခါအဆိုပါလူကထွက်ပြေးသွားပါတယ်။အဆိုပါလူနောက်ကိုလိုက်ရင်တနေရာရောက်မှရိုးသားပြုစင်ပြီးပညာရေးကိုလေးပေးရလို့ဆိုကလိန်ညာထားတဲ့ကောင်မလေးကိုဖဲကစားနေတာတွေ့လိုက်ရပါတယ်။ညရောက်တော့မိန်းကလေးတယောက်ကတစ်ချိန်လုံးလိန်နေခဲ့တဲ့အကြောင်းမာကြီးကတို့လူကိုပြောပြနေပါတယ်။နောက်နေ့မနက်အဆိုပါကောင်မလေးကိုချေးပေးထားတဲ့ဒေါ်လာတစ်လောင်းပြန်ဆက်ဖို့ပြောတော့ဆာမွေးရှိနေလို့နှစ်ရက်လောက်စောင့်ပေးဖို့ကောင်မလေးကပြန်ပြောလိုက်ပါတယ် ဒီလိုနဲ့မာကြီးကလောင်ကစားလုပ်ပြဖို့ချိန်ခဲ့တာမဟုတ်ကြောင်းပြောလိုက်မှကောင်မလေးကသူမလိန်ညာထားတာတွေတိသွားပြီဆိုပြီးမပေးနိုင်ဘူးလို့အပြန်ညင်းဆိုလိုက်ပါတယ်သူများလာပြောရင်ချက်ချင်းရိုက်ပစ်လိုက်တယ်ငါနာမည်တတူထိုးတာလို့ငိန်နေတာလို့မာကြီးကပြောလိုက်တဲ့အခါရှင်ကဖះမို့ရှင်းနံမီတတူထိုးရမလားလို့ဆိုကကောင်မလေးကလက်မှာကတ်ထားတဲ့စတစ်ကာကိုခွာပြီးပေးလိုက်ပါတယ်။မာဟီလက်ထက်အလိန်ခံလိုက်ရတာကိုသိသွားပြီးစိတ်ပြတ်သွားရပါတယ်။ဒီလိုနဲ့စကားများကြရင်ကောင်မလေးကမာဟီရဲ့လူကိုပိုင်းရိုက်တဲ့အခါမာဟီကဒေါရထထွားပြီးကောင်မလေးကိုပြန်ရိုက်လိုက်ပါတယ်။ ဒီလိုနဲ့ကောင်းမလေးကသူမဖာခင်စီဖုံးဆက်ပြီးလူတယောက်စီကပတ်စံချေခဲ့မိရာခုပြန်မဆက်လို့အဲ့လူကသမီးကိုရိုက်တယ်ဆိုပြီးတိုင်လိုက်ပါတယ်ခဏနေဟယ်လီကော်ပတာရောက်လာပြီးရဲကားတွေလည်းရောက်ရှိလာတဲ့အခါမာဟီတို့လည်းလက်လျှော့ပြန်သွားကြရပါတယ် နောက်တနေ့မာကြီးကလူလိမ္မာရဲ့အကျွေးကိုသူ့အဖေစီကသွားတောင်းမယ်ဆိုပြီးအလုပ်တွေကိုတေချာခရုစိုက်ထားဖို့ဖုံးစံမှကြားလိုက်ပါတယ်။ဘိုင်းဆက်ကိုလေရင်ဆိုက်ရောက်ပြီးကျွန်တော်နာမည်ရာချက်ခေးသွဲအေဂျင်စီကပါဘိုင်းဆက်ကနေကြိုးဆိုပါတယ်ဆိုပြီးစီစဉ်ထားတဲ့ဟိုတယ်တွေအကြောင်းပြောပြတော့တခုမှမကြိုက်တဲ့အခါရာချက်ကသူ့အိမ်ကိုခေါ်ဆောင်သွားပါတယ်။ရာချက်အိမ်ရောက်တော့ မိုင်းငယ်စဉ်ကမိဘတွေစုံတဲ့နေ့မိဘမဲ့ကေဟာကိုလိုက်ပို့ပေးတဲ့လူနဲ့အမှတ်မထင်ပြန်တွေ့ခွင့်ရခဲ့ပါတယ်။မိုင်းကအဆိုပါလူစီသွားပြီးနှုတ်ဆက်စကားပြောလိုက်ပါတယ်။နောက်တနေ့မိုင်းကလူလိမ္မာရဲ့ဖားကင်စီရောက်လာပြီးခမည်းသမီးချေယူထားတဲ့ဒေါ်လာတထောင်လာတောင်းတာလို့ပြောလိုက်ပါတယ်။သူ့နာမည်ကရာဂျန္ဒရာနာပိုင်းဆိုင်မှာစီဝါရေးလုပ်ငန်းရှင်ကြီးတယောက်ပေါ့ဒီလိုနဲ့ရာဂျန်ကငါသမီးကိုဖုန်းနဲ့တောင်းမှန်ပြီးအတိုးတွေရင်းတွေမိထားလိုက်။ပိုင်းဆက်ကလည်းအသက်ရှင်ရပြန်သွားနိုင်တာကံကောင်းတဲ့မှတ်လို့မိုင်းကိုပြောလိုက်တဲ့အခါ မာဟီကဖုန်းကိုချပစ်လိုက်ပြီးဒေါ်လာသသောင်းပေးမှဘိုင်းသက်ကပြန်မယ်လို့ပြန်ပြောလိုက်ပါတယ်။နောက်နေ့မနက်ကားလမ်းမပေါ်မှာမာဟီကဒေါ်လာသသောင်းပြန်ဆက်ဖို့ပဲပြောနေတဲ့အခါရာချန်ကဒေါ်လာထွက်ပြီးတနက်ထုတ်ပြစ်မဲ့အချိန်လူတယောက်ဝင်လာလိုက်ပါတယ်။ဒီလိုနဲ့ရာချန်ကမင်းလမ်းမပေါ်မှာငါဒေါ်လာကိုလာဆော့တယ်။မနက်ပြန်မနက်ကြာကန်းဆက်မှာငါးကြိုက်ထားတဲ့အလောင်းတွေးစီရမယ်။ အဲ့ဒီအလောင်းကမင်းရဲ့အလောင်းပဲလို့မာဟီကိုပြောလိုက်တဲ့အခါမာဟီကအေးစိတ်တည်ငြိမ်စွာနဲ့အဲ့ဒီအလောင်းကရှက်အင်ကြီးဝတ်ထားရင်အဲ့ဒီအင်ကြီးထဲမှာဒေါ်လာသသောင်းထည့်ပေးဖို့မမေ့နဲ့လို့ပြောလိုက်ပါတယ်။မနေ့ရောက်တော့မာဟီကစိတ်ကဲမှလမ်းလျှောက်နေတဲ့ချိန်လူစိုးတွေကပိုက်ကွန်နဲ့ဖမ်းအုပ်ပြီးရိုက်နှက်ကြပါတယ်။မာဟီကအဆိုပါလူစိုးတွေကိုပြန်လည်ခုခံတိုက်ခိုက်ပြီးတယောက်မကျန်အမောက်သိပ်ပစ်လိုက်ပါတယ်။ကမ်းခြေမှာတိုက်ခိုက်မှုဖြစ်ပေါ်ပြီးလူတွေတေဆုံးကြောင်းတရင်တင်ဆက်နေပါတယ်။ မာအီလက်တရင်မီဒီယာကတဆင်ဒေါ်လာသလောင်းပေးဖို့တောင်းဆိုနေတာကိုရဲရရှိတွေးသွားတဲ့အခါပြည်ထနာအသေးလေးကိုအကြီးမကျယ်ဖို့ရာချန်ကိုဖုံးဆက်ပြီးအတည်ပြုလိုက်ပါတယ်ဒီလိုနဲ့မာအီကိုခေါ်ပြီးတမိပြည်သူချေးယူထားတဲ့ဒေါ်လာသလောင်းကိုအရင်ရောတိုးပါပေးမယ်ဒါပေမဲ့ငါမိသားစုကမင်းစီကငွေချေးဘူးတာမရှိဘူးလို့မီဒီယာတွေရှေ့မှာပြောပေးရမယ်လို့ဆိုပြီးရာချန်ကပြောလိုက်ပါတယ်မီဒီယာတွေရှေ့ရောက်တော့မာအီကအားလုံးပဲခွန့်လွှတ်ပေးပါတကယ်တော့ရာချန်ကဒေါ်လာသလောင်းချေးယူထားတယ်ဆိုတာကျွန်တော်လိမ်ပြောခဲ့တာပါ အမှန်ကအိန္ဒိယ UB တန်းတောင်ကျွန်တော်စီကခြေထားခဲ့ကြောင်ပြောပြပြီးအဲ့ဒီပတ်စံကိုပြန်မဆက်ခင်အထိဘိုင်းဆက်ကနေပြန်မသွားနိုင်ဘူးလို့မီဒီယာတွေကိုရှင်းပြလိုက်ပါတယ်။နှာချန်လဲဒေါ်လာသထောင်းကနေတန်းတောင်ဘလို့ပြစ်သွားရတာလဲဆိုပြီးအတွေ့ပေါင်းစုံနဲ့ကြံနေခဲ့လိုက်ပါတယ်။နာမည်ကြီးစက်မှုလုပ်ငန်းရှင်တဦးကတန်းတောင်အကျွေးတင်နေတယ်လို့စွပ်စွဲခံထားရတဲ့အကြောင်းကိုအထူးသဖြင့်အနေနဲ့တင်ဆက်နေပါတယ်။အဆိုပါသတင်းကိုကြားပြီးလုပ်ငန်းရှယ်ယာရှင်တွေကလည်းကုမ္ပဏီကနှုတ်ထွက်သွားကြပါတယ်။ ဒီလိုနဲ့နှစ်ပေါင်း40လောက်စူးစမ်းတည်ထောင်လာခဲ့တဲ့ကုမ္ပဏီကိုဖျက်ဆီးလိုက်လို့ရာချန်ကမာဟီစီဖုံးဆက်ပြီးမင်းမတူလေဘာကြောင့်ကုလို့တွေလုံနေရတာလဲလို့မေးလိုက်ပါတယ်။မာဟီကဘာကြောင့်လဲဆိုတာသိချင်ရင်ဒေလီကအချင်းတော်ကိုလာခဲ့ဖို့နဲ့လက်ဆောင်အသီးတွေပါဝယ်ယူခဲ့ဖို့မှာလိုက်ပါတယ်။ဒေလီအချင်းတော်ကိုရောက်လာတဲ့အခါရာချန်ယူဆောင်လာတဲ့အသီးတွေကိုအချင်းတော်တွေကအမျိုးသမီးကိုပေးလိုက်ပါတယ်။မာဟီကအဆိုပါမြို့သမီးကိုလေးစိမ့်မှတွေ့ခဲ့ရကြောင်းအဲ့ဒီအချိန်မှာရဲတွေကသူမကိုဖမ်းထားခဲ့ကြောင်းဒါကြောင့်ကိုပြောပြနေပါတယ် ။သူမကဘန်အကြီးဝိုင်းအရာရှိတွေကတယောက်။သူမလှုပ်လှုပ်နေတဲ့ဘန်ကနေတန်တဆောင်ချင်းငွေရဖို့အတွက်ခမရရဲ့နိုင်ငံရေးအင်အားကိုအသုံးပြုကစားရွက်စားတမ်းအတူတွေနဲ့အစီရင်ခံစာအတူတွေတင်ပြီးခမရချင်းငွေရယူခဲ့တယ်။ခမရလိန်ညာမှုကိုပေါ်သွားမှစိုးရိမ်တာနဲ့သူမကအကျင့်ပြတ်တဲ့ဝန်ထမ်းခမရစီကကော်မရှင်ကယူပြီးချင်းငွေထုတ်ပေးတယ်လို့ဆိုဆွဲခဲ့တဲ့အကြောင်းမာဟီကရာချန်ကိုပြောပြလိုက်ပါတယ်။လူလက်တန်းသားမိသားစုတွေကပညာရေးစိုက်ပျိုးရေးနဲ့စီးပွားရေးချဲ့တွင်ဖို့အတွက်ဘန်စီကချင်းငွေယူကြရတာ သူတို့ကောင်းကောင်းရှာနိုင်သည်ဖြစ်စေမရှာနိုင်သည်ဖြစ်စေကောင်းကောင်းစားရသည်ဖြစ်စေမစားရသည်ဖြစ်စေသူတို့ရဲ့ချင်းငွေကိုအချိန်မီပြန်ဆက်ဖို့ပတ်စံတွေကိုစုရတယ်။တစ်ခါနှစ်ခါလောက်ချင်းငွေဆက်ဖို့လွတ်သွားရင်တော့ဘဏ်တွေကလိုက်ပြီးတော့သိမ်းယူကြတယ်။ဘဏ်ချင်းငွေအချိန်မီမဆက်နိုင်တဲ့လူတွေပိုးသက်စေတော့ပြီးကိုကိုကိုတက်သေးကြတယ်။တကယ်တော့အဲ့ဒါကကိုကိုကိုတက်သေးတာမဟုတ်ပဲဘဏ်ဝန်ထမ်းတွေတက်တာကိုခံနေရတဲ့အကြောင်းဘဏ်မန်နေဂျာကမာဟီကိုရှင်းပြနေပါတယ်။ငါတာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာဒီလိုသေဆုံးမှု60ကနေ80အထိငါ့မှာတာဝန်ရှိနိုင်တယ် တစ်ဖက်မှာတော့တချို့လူတွေကတန်းတောင်း2000ခွဲ3000ချင်းခွဲယူပြီးဘန်တွေကိုဓားများတိုက်နေကြတာချင်းခွဲထုတ်ပေးတဲ့အဖွဲ့အစည်းတွေမှာဒီလူတွေကပဲငွေတွေကိုထုတ်ယူနေကြတာအားလုံးနိုင်ငံတွေကအကောင့်ကြီးကြီးတွေကဘန်တွေကငွေတွေကိုချင်းခွဲပုံစံနဲ့လွဲသုံးစားလုပ်နေကြတာဒီနေ့ထိချင်းခွဲကအကြမ်းဖျင်းအပြင်တန်း73သိန်းလောက်ရှိတယ်ဒီချင်းခွဲတွေကိုသာပုံမှန်ပြန်ဆက်နိုင်မယ်ဆိုရင်ကိုကိုကိုတက်သေးတဲ့လူတွေလည်းချင်းခွဲကိုအမြန်ကြီးဆက်စရာလိုမှာမဟုတ်ဘူးလို့ဘန်မန်နေဂျာကပြောပြတာတွေကို မာအီးကရာဂျန်ကိုရှင်းပြနေရင်သူဖခင်တို့လည်းချင်းခွင့်မဆက်နိုင်လို့တည်တော်ကြရတဲ့အဖြစ်အပျက်ကိုပြန်ပြန်ရောင်းလာပြီးဝမ်းနဲ့မျက်ရည်ကျသွားခဲ့ရပါတယ်ကျွန်တော်မိဘတွေကယူပြီးသတိန်းခွဲကိုပြန်မဆက်နိုင်လို့ကိုကိုကိုတက်သေးသွားကြရတာတန်းသောင်းလောက်ကိုဆက်ရမယ်ခမားဆိုဘယ်နှခါလောက်သေးရမလဲလို့ဆိုပြီးရာဂျန်ကိုမေးလိုက်ပါတယ် အကြောင်းဆုံးသိသွားတဲ့အခါရာဂျန်ကရဲမောပြီးသူ့ရဲ့အာနာပါဝါဘလောက်ရှိကြောင်းတနည်းအားဝန်တနည်းအားထွက်နဲ့မာဟီကိုခေါ်ဆောင်လိုက်ပြလိုက်ပါတယ်။ငါအင်ကိုဘန်တာဝန်ရှိသူတယောက်ယောက်ဒရီပေးစာလာကဲ့ရဲရင်ချင်းဝေပြန်ဆက်မယ်လို့မာဟီကိုပြောလိုက်တဲ့အခါမာဟီကမနက်ဖြန်7:00နာရီတိတိမှာခမရင်ကိုဒရီပေးစာရောက်လာလိမ့်မယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့မာဟီကဘန်ယုံကိုသွားပြီးမန်နေဂျာဖြစ်သူကိုတန်းတန်းတောင်းချေယူထားတဲ့လူအတွက်ဒရီပေးစာဆောင်ရွက်ပေးဖို့ပြောလိုက်ပါတယ်။မန်နေဂျာကရေးမဆိုင်တာကြောင့်မာဟီကဒေါတာထွက်ပြီးမန်နေဂျာကိုရိုက်နှက်ဆုံးမလိုက်ပါတယ်။ ဘန်းဆိုတာဖះကြောင့်မြင့်မြတ်တဲ့နေရာကိုရင်တော့ကလူတွေကအလုတ်ကြိုးစားပြီးတော့ပတ်စံရှာပေးမယ်ဓမြရန်ကိုကြောက်ကြရတယ်အဲဒါကြောင့်သူတို့ရှာဖွေထားတာလေးတွေကိုအိမ်မှာမထားပဲဖះเจ้าမှာထားကြရတယ်ဖះတခင်ကကာကွယ်ပေးမယ်လို့ယုံကြည်ပြီးတော့ပေါ့လူနေထိုင်မှုတိုးတက်လာတဲ့အခါဘန်းတွေကဖះเจ้าနေရာကိုယူလာရတဲ့အကြောင်းဒီလိုဘန်းတွေမှာအာနာရှိပုဂ္ဂိုလ်တဦးကဘန်းတွေကိုချင်းချောက်ပြီးတန်ပေါင်းများစွာချေးနေတာဖះတခင်လို့ခမည်းတော်ဘန်းဝန်နှန်းတွေကပတ်စံပြန်ဆက်ဖို့အတွက်သတိပေးစာပို့ရမယ်မဟုတ်လား ခမရတို့ကြောင်းနေတာဆိုရင်ခမရတို့ဘက်ကရက်တိပေးနိုင်ပေမဲ့ဂယုမဆိုင်တာဆိုရင်တော့ခမရတို့တဲကတရီပေးစာကတ်ဖို့လိုက်ပေးတယ်လို့မရှိရင်ဒီကမထနိုင်ဘူးလို့ဆိုပြီးမာဟီကပြောလိုက်တဲ့အခါဘန်ဟွန်နန်တို့ကတရီပေးစာထုတ်ပြီးပါပြီကျွန်တော်လိုက်ခဲ့ပါမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့မာဟီကဘန်ဟွန်နန်ကိုခေါ်ဆောင်သွားပြီးတရီပေးစာကတ်ဖို့သွားတဲ့အခါ လမ်းမှာအသားစီးတို့ရှိနေတဲ့အတွက်ပြန်လှည့်ပြီးကုန်တင်ကားနဲ့ထပ်ရောက်လာခဲ့ပါတယ်။မာဟီကကုန်တင်ကားကိုအချိန်ပြင်းပြင်းမောင်းနှင်လာတဲ့အခါပိတ်ပင်တားဆီးနေတဲ့လူအုပ်ကြီးကလည်းထွက်ပြေးသွားကြပါတယ်။ဒီလိုနဲ့အသားစီးတွေကိုကြော့ဖြတ်ပြီးတတိပိစာကတ်ရမယ်ရာဂျန်ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ကုန်တင်ကားနဲ့ခြံတကားကိုတိုက်ချိုးပြီးခြံဆောင်တွေကိုပါတယောက်ပြီးတယောက်အမှောက်အသိပ်ပစ်လိုက်ပါတယ်။တန်းတောင်းချေးယူထားတဲ့ရာဂျန်ရဲ့အိတ်ကတ်ထဲကိုတတိပိစာထည့်ပေးပြီးပြန်သွားလိုက်ပါတယ်။နောက်တစ်နေ့မာဟီစီကဒေါ်လာ3000ချေးယူထားတဲ့မိန်းကလေးကတူလေးနဲ့အတူမာဟီစီကိုရောက်လာခဲ့ပါတယ်။ ခဏနဲ့ဦးလေးဖြစ်သူကိုပြန်ခိုင်းပြီးညာရိုက်တဲ့ခါခြေတော့တင်အိတ်ချင်လို့သူမကိုထားခဲ့ဖို့မာဟီကပြောလိုက်ပါတယ်။ညာရိုက်တော့သူမဘော်ကိုခြေတော့တင်ပြီးမာဟီကအိတ်နေပါတယ်။နောက်နေ့လည်းနေတိုင်းနေတိုင်းအဆိုပါအမျိုးသမီးကိုခြေတော့တင်အိတ်ဖို့ဖုံးဆက်လန်းခေါ်လိုက်ပါတယ်။ကြာလာတော့သူမကသူမဘော်ကိုမာဟီခြေတော့မတင်ရင်မအိတ်တော့တဲ့အထိအကျင့်ဖြစ်သွားပါတယ်။သူမမိခင်နဲ့အိတ်တော့လည်းခြေတော့တင်ခိုင်းတာမာဟီနဲ့မတူလို့ဆိုပြီးပြန်ဖယ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဗန်ဟွန်နန်းတို့ကမာဟီစီရောက်လာပြီး အထက်လွှတ်တော်ကရာဇန်ကိုကျင်းွေပြန်ဆက်ဖို့တတိပေးစာပို့တာဆွေဆိုင်ခိုင်းတဲ့စာရွက်လာပြနေပါတယ်။ခဏနေရာဇန်စီကဖုံးဝင်လာပြီးအမိန်စာရွက်ကိုတွေ့ပြီးမလား။ငါ့အတွက်ကိစ္စအားလုံးကို6လနားထားရမယ်။ငါဘန်ကနေဘလောက်ပဲပတ်စံချေချေငါဆက်ချင်တဲ့ချိန်ဆက်လို့ရတယ်။ ငါစီကိုတတိပိစာပို့เสียရမလိုဘူးလို့ဆိုပြီးအောင်နိုင်သူတယောက်လေတန်းနဲ့မာဟီကိုပြောလိုက်ပါတယ်။ကိစ္စအားလုံးကိုသိသွားတဲ့တမီဖြစ်သူကဖားခင်ကိုဘန်ကချင်းခွေယူထားရင်ပြန်ဆက်ရမလို့ပြောပေမဲ့လည်းဖားခင်ဖြစ်သူကလက်မခံဘဲထွက်သွားပါတယ်။ဒီလိုနဲ့သူမကမိုင်းရင်ကိုရောက်လာပြီးဖားခင်ဖြစ်သူကသူမမွေးနေတာရင်ဗန်ချက်လက်မှတ်တစ်ဆောင်ပေးနေကြမို့ခုက22ဆောင်မတုံးမဲ့စုထားတာဒီချက်လက်မှတ်တွေနဲ့ပြဿနာရှင်းပြရင်ထွက်သွားဖို့မိုင်းကိုပြောလိုက်ပါတယ် မင်းကကလေးပဲရှိပါသေးတယ်ဝင်းမပါဖို့ပြောတဲ့အခါအဆိုပါအမျိုးသမီးကဘာကလေးလဲလူကြီးဆိုတဲ့နာမည်ကိုရဖို့ဗန်းချက်လက်မဲ့ဗနက်ဆောင်ထပ်ပေးရမယ်လို့ပြောကာနှစ်ဦးသားချင်းမိသွားကြပါတယ် တစ်ဖက်မှာလည်းဗန်အွန်နန်းတွေကချင်းငွေပြန်မဆက်လို့ဆိုပြီးခြံနကားကိုတော့ခတ်ထားကြပါတယ်။အကျွေးပြန်မဆက်တာနှစ်လရှိပြီဖြစ်ကြောင်းနဲ့ဗန်ကိုလည်းအကြောင်းမကြားတာကြောင့်ပိတ်ထားတာလို့ဗန်အွန်နန်းတွေကပြောတဲ့အခါဇနီးဖြစ်သူစေကူသားစရိတ်ကြောင့်နောက်ကျတော့ရတာပါ။နောက်လာကြရှိသမျှအားလုံးစုပြီးတရားဆက်ပါမယ်လို့အဖိုးကြီးကရှင်းပြနေပါတယ်။ဒီလိုနဲ့ဗန်အွန်နန်းကဒီအဘွားကြီးကိုကူတာနေလို့ဘာထူးမှလဲလို့မိုင်းရန်စွာပြောဆိုလိုက်တဲ့အခါမိုင်းရောက်လာပြီးအဆိုပါဗန်အွန်နန်းကိုရိုက်နှက်ဆုံးမလိုက်ပါတယ်။ ကျွေးဆက်နိုင်ဖို့အတွက်နေရောညာရောစူးစမ်းပြီးအလုံးလုံးနေကြတဲ့သူတွေကိုမင်းတို့ကချိန်ချောက်ကြတယ်။ဘန်ကနေတန်ပေါင်းများစွာအလွဲသုံးစားလုပ်ပြီးချေးယူနေတဲ့လူကိုတော့လေးစားသမှုနဲ့ပြောဆိုဆက်ဆံကြတယ်ဆိုပြီးမာကြီးကဘန်ဝန်နှန်းတွေကိုပြောပြမောင်းထုတ်လိုက်ပါတယ်။ခဏနေအဆိုပါဘန်ဝန်နှန်းကသူ့လူတွေကိုလှန့်ခေါ်လိုက်ပြီးအပွဲလိုက်ပြန်ရောက်လာခဲ့ကြပါတယ်။ဒီလိုနဲ့မာကြီးကခြံတကားမှာဘန်ဝန်နှန်းမဝင်ရဆိုတဲ့စိုင်းဘုတ်ကိုချိန်ဆလိုက်တဲ့အခါဘန်ဝန်နှန်းကစိတ်တူသွားပြီးပြေးဝင်မဲ့အချိန်မှာပဲမာကြီးကလေဝင်းကိုညှစ်ပြီးတောင်းနေတဲ့လက်ဖက်ရည်ကွက်ကိုအဆိုပါဘန်ဝန်နှန်းပါဇက်ထဲရိုက်ထည့်လိုက်ပါတယ်။ ။ဘောင်နန်းတွေကိုတယောက်ပြီးတယောက်ရိုက်နှက်ဆုံးမလိုက်ပြီးမောင်းထုတ်လိုက်ပါတယ်။ညရောက်တော့မ ాయి ကိုလူအများကြီးကစောင့်ကြိုနေကြပါတယ်။အဆိုပါလူတွေကအကြီးငယ်တယောက်ကဘောင်နန်းတွေကိုရိုက်တဲ့အကြောင်းနဲ့စိုင်းဘုတ်ကိုအတိမပေးပဲချိန်ထားရတဲ့အကြောင်းပြောပြပြီးဒီရက်ကွက်ကအရာရှိတွေနေတဲ့ရက်ကွက်လို့မောင်းမောင်းမာမာနဲ့မ ాయి ကိုပြောလိုက်ပါတယ်။မ ాయి ကလည်းအရာရှိဆိုတာရင်တော့ကအရာရှိတွေကိုပြောတာလားလို့ပြန်မေးလိုက်ပါတယ်။အကုန်ချင်းငွေပြန်ဆက်ကြရတယ်မို့လားလို့မေးလိုက်တဲ့အခါအချိန်မှန်ပြန်ဆက်ကြအောင်အဆိုပါလူကပြန်ဖြေလိုက်တဲ့အခါတလားကိုဘယ်လောက်ဆက်ရလဲလို့ထပ်မေးလိုက်ပါတယ် အစောပါလူကတလားကို3800ဆက်ရတဲ့အကြောင်းပြောတဲ့အခါမာဟီကမနှစ်တော့ကဘလောက်ဆက်ရတယ်လို့ထပ်မေးလိုက်ပြန်ပါတယ်။အစောပါလူက3950ဆက်ရတယ်လို့ပြန်ဖြေလိုက်တဲ့အခါဒီနေ့90ဘာလို့တက်တော့ရတယ်လို့လို့မေးလိုက်တဲ့အခါမှာတော့အလုံးလဲအံ့ဩသွားကြရပါတယ်။အလုံးကအရာရှိတွေဆိုတော့90လောက်တက်သွားတာကိုစိတ်ထဲဘာမှမရှိကြဘူးပေါ့လို့ဆိုပြီးမာကြီးကခနဲ့ပြောဆိုလိုက်ပါတယ်ကျွန်တော်တို့နိုင်ငံမှာခမားတို့လိုအရာရှိတွေအများကြီးပဲချင်းငွေ30 50လောက်တက်တဲ့ ADM ဘိုးနောက်ကြကြီးဘာပဲဖြစ်ဖြစ်စိတ်မဝင်စားကြဘူး ဒါပေမဲ့အဲ့ဒီတက်သွားတဲ့ပတ်စံတွေကစင်ရသားတွေစီကအမျက်ထုတ်နေတဲ့အာနာရှိရာကြံဆိုတဲ့လူစီရောက်သွားတာပေါ့သူ့လိုလူတွေကတန်3000 5000တက်တော့ ဘန်ကနေချေးရီထုတ်ပြီးတော့စာရွက်စာတမ်းအတူတွေလုံနေတဲ့အချိန်မှာကျွတ်တို့စီကရရှိတဲ့ပတ်စံတွေဟာသူချေးထားတဲ့ပတ်စံတွေကိုဖြည့်ပေးနေရကြောင်းရှင်းပြပြီးစိတ်ထဲမှာထားကြပါနဲ့ခမားတို့အားလုံးကရရှိတွေပဲလေလို့မာဟီကပြောပြလိုက်ပါတယ်။ကုံကြစဲတွေကပြည်သူတွေဘက်ကခံနေရတယ်လို့ပြောချင်တာလားလို့ဆိုပြီးနားမလည်စွာနဲ့ပြန်မေးလိုက်တဲ့အခါဘာများပြင်းနိုင်အောင်မလဲလို့မာဟီကပြန်ဖြေလိုက်ပါတယ်။ကျွန်တော်တို့မှရှိရဲ့ရွှေလေးငွေလေးနဲ့ချင်းငွေဆက်နေတာကအဲ့ဒီချင်းငွေရဲ့လွဲသုံးစားလုပ်နေတဲ့သူတွေရဲ့အတွက်ဆက်ပေးနေတာနဲ့အတူတူပဲလို့ရှင်းပြလိုက်တဲ့အခါအားလုံးလည်းအံ့ဩသွားကြပါတယ်။ဆရာကနှစ်ပေါင်း90လောက်ကလေး ေးတွေကိုစာတင်ပေးနေရတဲ့တာမန်ဆရာတယောက်ချင်းဝင်ဆက်နိုင်ဖို့အတွက်ညာဘက်အချိန်မိုးတွေပါလှုပ်လှုပ်နေရတာဒီလိုလူတယောက်ကသူမိမနေမကောင်းလို့နှစ်လားလောက်အချိန်ကျော်သွားတာကိုဘန်ဟွန်နန်းတွေကလက်မခံနိုင်ကြဘူးပေါ့ဒါပေမဲ့တန်းငါးတောင်တထောင်ချေးထားတဲ့ရာဂျန်လိုလူကြတော့အကောင်ကြီးဖြစ်နေလို့အဆင်ပြေတယ်တဲ့ကျွန်တော်အဲ့ဒီလူကိုအကျွေးပြန်ဆက်အောင်လုပ်မယ် အဲ့ဒီအချိန်ထိဆရာချင်းဝင်ဆက်စရာမလိုဘူးခြံတကားရှိကဆိုင်းဘုတ်လည်းဒီအတိုင်းပဲထားရမယ်လို့ဆိုပြီးမာဟီကပြောဆိုထွက်သွားလိုက်ပါတယ်မနေ့ရောက်တော့ဆိုင်းဘုတ်တွေကနေရာအနှံ့ချေဆွဲထားကြပြီးလူတိုင်းကလည်းသူတို့အနှံ့ထားတဲ့ဗန်ထဲကငွေတွေကိုထုတ်ယူနေကြပါတယ်ဘာကြံဆိုတဲ့လူတန်းတောင်းပြန်မဆက်ရင်လူအလုံးကလည်းချင်းဝင်ပြန်မဆက်နိုင်ဘူးလို့ဆိုပြီးဆန်းထားပြနေကြောင်းသတင်းမီဒီယာတွေကတင်ဆက်နေကြပါတယ်အဆိုပါသတင်းကိုကြည့်ပြီးဝန်ကြီးကရာကြံစီဖုံးဆက်ကချေထားတဲ့တန်းတောင်းပြန်ဆက်ဖို့အမိန်ပေးလိုက်ပါတယ်ရာကြံကလက်မခံပဲကြုတ်ပါလောက်ရမလဲဘယ်လိုလောက်ရမလဲဆိုတာအားလုံးသိတယ် မနက်ဖြန်မနက်ကြရင်လူတွေအားလုံးချင်းဝင်ဆက်ဖို့တန်းစီနေစေရမယ်လို့ကျင်းဝါပြောဆိုလိုက်ပါတယ်။ညဘက်ရောက်တော့ရာချန်ရဲ့တပည့်တွေကချင်းဝင်ဆက်ရမယ်လူတိုင်းရဲ့မိသားစုဝင်တွေကိုဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။လူတို့စူဘူးအောင်ကြစေမှုနဲ့မာဟီကိုတရားစွဲဆိုထားတဲ့ဆိုပြီးရဲတွေကလာရောက်ဖမ်းဆီးတဲ့အခါရာချန်ကမာဟီစီကိုဖုံးဆက်ပြီးမိသားစုတိုင်းလူတယောက်စီပြန်ပြီးဆွဲခံရတာကိုကြားတယ်မလား။မင်းနဲ့စင်းစင်းစရာအများကြီးရှိရာကြောင်းလိုက်လာခဲ့ဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့မာဟီလည်းရဲတွေနဲ့လိုက်သွားပြီးတနင်္လာရောက်မှမာဟီကိုရိုက်နှက်ကြပါတယ် အနားနေရွာချန်ရောက်လာပြီးမာဟီကိုရိုက်နှက်ကဒီကနေ့အေးစစ်ထွက်သွားဖို့ပြောဆိုနေပါတယ်။မာဟီကလက်မခံတဲ့အခါရာချန်ဒေါ်လာထွက်သွားပြီးတနေ့နဲ့ပြင်မဲ့အချိန်ရဲရရှိကရာချန်ကိုဆွဲခေါ်သွားပြီးမာဟီကိုပြစ်တက်ဖို့ရဲတယောက်ကိုအမိန်ပေးကထွက်သွားကြပါတယ်။တနေ့တန်ကြတဲ့အခါရာချန်လက်စေးရေးသွားရတဲ့အပြုံနဲ့ပြုံးနေမိပါတယ်။မနေ့ရောက်တော့လူတိုင်းချင်းငွေဆက်ဖို့ဘန်ရှိမှရက်ဆောင်နေကြပေမဲ့တီယူဗီတန်တစ်စိမ့်ရိုက်နှိပ်ထားပြီးဘန်ဒကာအလုံးကိုတောက်ခတ်ထားပါတယ်။ ဗန်ရီအလုံးတည်ယူပိတံဒစိမ့်ပါတဲ့ဒစိမ့်နဲ့ချိတ်ပိတ်ထားခံရကြောင်းရာချန်စီကိုဖုံးဆက်ပြောပြလိုက်တဲ့အခါတကားဖြတ်ပြီးဝင်ဖို့ရာချန်ကအမိန်ပေးလိုက်ပါတယ်ဒီလိုနဲ့တကားကိုဖြတ်ပြီးဝင်ရောက်သွားတဲ့လူဆိုးတွေကိုအကုန်ကန်ထုတ်ခံလိုက်ရပါတယ်အထဲမှာဘယ်သူရှိနေတာလဲဆိုပြီးလူဆိုးတွေအဖွဲလိုက်ဝင်ရောက်သွားတဲ့အခါတော်ချောင်းတွေကိုကင်ထားပြီးအတင်းဆောင်ကြုံနေတဲ့မာယီကိုမြင်လိုက်ရပါတယ်ရှဲတယောက်ကကျွန်တော်တို့ဒီအလုပ်တွေရခဲ့တာကအလုပ်ကျိုးသားတဲ့မိဘတွေရဲ့ချင်းငွေကြောင့်မှာရာချန်ကိုချင်းငွေဆိုင်အောင်လုပ်ပေးပါဒီတဲ့နဲ့ကကြီးကဆေးအတွက်မဟုတ်ဘူးဆိုပြီးမိုးပေါ်ထောင်ပြလိုက်ကြောင်းလူဆိုးတွေကိုရှင်းပြလိုက်ပါတယ် မာကြီးကလူစိုးတွေကိုတယောက်ပြီးတယောက်ရဲရဲဆက်ဆက်ရိုင်းနိုင်နေတာကိုလူစိုးတယောက်ကရာချန်စီဖုံးဆက်အသိပေးလိုက်ပါတယ်ခဏနေရာချန်ရောက်လာပြီးလူတွေကဗန်ထဲကိုပေးမဝင်ကြပဲရာချန်ကိုတားဆီးရိုက်နှက်ကြပါတယ်အဲ့ဒီအချိန်မှာပဲမာကြီးကရာချန်ကိုကားထဲခေါ်သွားပြီးကဲထုတ်သွားပါတယ်ဒီလိုနဲ့မြို့ပြင်ကိုရောက်သွားပြီးမာကြီးကရာချန်ကိုရေတိုက်လိုက်ပါတယ်တန်းတောင်းဆက်လိုက်တော့ဘာတွေများရှုံးရှုံးမှမလို့လေကိုကိုကိုပြောင်းလိုက်ပြီးကျွေးဆက်ဖို့ပြောဆိုကမာကြီးကထွက်သွားလိုက်ပါတယ် နောက်တစ်နေ့စီးပွားရေးလုပ်ငန်းရှင်ရာဂျန်ကလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဗန်များကိုသပိတ်ပေါက်ဆန္ဒပြမှုကြောင့်ချင်းဝေပြန်ဆိုက်ဖို့တဘောသူကြောင့်သတင်းမီဒီယာကတင်ဆက်နေပါတယ်။ရာဂျန်ကသတင်းမီဒီယာတွေကိုခေါ်ပြီးပြည်သူများနဲ့မီဒီယာအားလုံးကိုတောင်းပန်ကြောင်ပြောဆိုကာသူ့ကြောင့်ဖမ်းဆီးခံထားရတဲ့ဗန်မန်နေဂျာရာဂျာကူမာရီမှာအပြစ်မရှိကြောင်ရှင်းပြလိုက်ပါတယ်။အဆိုပါအမျိုးသမီးကမာယီကြောင့်လွန်မြောက်ခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်ပြောပြပြီးမာယီရဲ့ကြောင်ကိုမေးလိုက်ပါတယ်။မာယီကအဆိုပါအမျိုးသမီးကြောင့်တည်ဆုံခဲ့ရတဲ့လူစင်းထဲမှာကျွန်တော်မိဘတွေလည်းပါဝင်ခဲ့တယ်ဆိုပြီးအတိတ်ကအကြောင်းတွေကိုရှင်းပြပြောဆိုလိုက်ပါတယ်။ ီလိုနဲ့ပဲဇလန်းလေးကလည်းပြီးဆုံးသွားပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကျေးဇူးတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာနောက်ကတော့ဇော်ဝဲမောင်ပါနောက်ထပ်ဇလန်းကောင်းလေးများနဲ့ပြန်လည်တွေ့ဆုံပါရစေလားဗျာ